DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။နေပြည်တော်ကောင်စီနေမြေထဲကမြို့နယ်တချို့မှာ PDF တွေကကျေးရွာတွေထိဝင်ရောက်ပြီးစီယုံရေးတွေလှုပ်လာတာကြောင့်ဗိုလ်ချုပ်စိုးမင်းသတိပေးခံဝန်ထိုးရတယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါဗျ။လေဝဲမြို့နယ်ထဲကကျေးရွာတချို့မှာ PDF တွေကရွာသားတွေကိုစီယုံရေးစစ်တဲ့ကိစ္စကိုစစ်ထောက်လှမ်းရေးကဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုတင်ပြခဲ့တာကြောင့်ဗိုလ်ချုပ်စိုးမင်းကိုဧပြီလ29ရက်ကသတိပေးခံဝန်ထိုးခိုင်းတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါဗျ။ နေပြည်တော်မှာဖမ်းဆီးထိတ်သိမ်းခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်ကအမွေဆိုင်ချမှတ်50လေးကိုဧပြီလ29ရက်မနေ့ပိုင်းကစတုထအချိန်မြောက်လေးလံတင်ခဲ့ပေမဲ့ဝယ်သူမရှိဘူးလို့သိရပါဗျာ။ စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှာဧပြီလ25ရက်ကနေ29ရက်နေ့ထိ3ရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်30နီးပါးသေဆုံးခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းသိဆရာရှိခဲ့တယ်လို့ Chin National Army CNA ကပြောပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။